ပေါ်တူဂီမြောက်ပိုင်းကတောင်တန်းနေကြမှာအထီးကျန်တက်ကြီးတလုံးတည်းရှိပါတယ်။အဲ့ဒီတိုင်ရင်ကြီးမှာ အမလီယာလို့ခေါ်တဲ့တကိုရင်မိခင်တဦးဟာသူ့ရဲ့အမွာသားနှစ်ယောက်ကိုပြုစုပျိုးထောင်လျက်ရှိပါတယ်။သူမကကလေးတွေတောင်းမဲ့နိုးရီတဲကိုစေတမျိုးရောဆက်ပြီးတိုက်လေရှိပါတယ်။နောက်ရင်တစ်ခုမှာယောက်ျားတယောက်နဲ့မိန်းမတယောက်တို့ဟာအဲ့ဒီအတိုင်အင်းလေးကိုကိုးပြီးဝင်ရောက်လာကြတယ်။လူစိမ့်မိန်းမကကလေးတယောက်ကိုအရင်ဝင်ကိုးပြီးကားထဲမှာပြန်ဆောင်နေတယ်။ ယောက်ျားကကြံတဲ့ကလေးကိုခိုးယူတဲ့အခါမှာအမလီယာပြန်မိသွားပြီးကလေးကိုကယ်လိုက်နိုင်တယ်။ကားရဲရမိမဟာရလာတဲ့ကလေးကိုခေါ်ပြီးမောင်းထွက်သွားတော့လေအမလီယာဟာပြေးလိုက်ပြီးမမီတော့ပါဘူး။ခိုးယူလာတဲ့ကလေးငယ်ဟာကားပက်ကင်တစ်ခုရှိမှစွန့်ပြစ်ချင်းခံခဲ့ရပါတယ်။နှစ်ပေါင်း30တနှစ်ကြာပြီးတဲ့အခါမှာတော့ညူယောက်မျိုးပေါ်မှာမိဘမယ်ကလေးအဖြစ်ကြီးပြင်းလာတဲ့အက်ဒဝတ်ကိုတွေ့ရပါတယ်။သူဟာလွန်ခဲ့သောနှစ်များစွာက အမလီယာရဲ့တိုက်အိမ်ကြီးကကိုယူခံခဲ့ရတဲ့ကလေးငယ်ဖြစ်ပါတယ်။အရွယ်ရောက်ပြီးတဲ့အချိန်မှာအက်ဒရက်ဟာ သူ့ရဲ့စစ်သူကောင်မလေးရန်လီနဲ့အတူအေးချမ်းတဲ့ဘဝလေးရရှိနေပါတယ်။ဒါပေမဲ့သူ့မှာအမြဲတမ်းတရှိနေတဲ့ဆန္ဒကတော့သူ့ရဲ့အမေနဲ့မိသားစုကိုပြန်လဲရှာဖွေတွေးဆဖို့ဖြစ်ပါတယ်။အဒရက်ဟာသူ့ရဲ့မျိုးရိုးစင်မြစ်ကိုရှာဖွေဖို့ဖွဲ့စည်းတစ်ခုကိုကူညီတောင်းပေမဲ့မအောင်မြင်သေးပါဘူး။ သူ့ရဲ့မွေးနေ့လို့မှတ်ယူထားတဲ့နေ့မှာရန်ကြီးကမျိုးရိုးစစ်တဲ့ DNA နဲ့စစ်စစ်ကရိယာတခုကိုလက်ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီရာသူ့အတွက်ဘလောက်အရေးပါတယ်ဆိုတာကိုသူမကောင်းကောင်းသိပါတယ်။အဒရက်ဟာ DNA စစ်ဆေးတဲ့ဌာနကိုသူ့ရဲ့သွေးနမူနာကိုပေးပို့ပြီးရလက်ကိုစောင့်နေပါတယ်။နောက်နေ့မနက်ခင်းမှာတော့ DNA စစ်ဆေးတဲ့ဌာနကသူ့ရဲ့ DNA နဲ့ကပ်ညီတဲ့သွေးသားချင်းစာညီကိုတူရှိနေကြောင်းကိုတောင်းကြားလာပါတယ်။ ကြားလိုက်ရတဲ့သတင်းကြောင့်သူဟာတုံလို့ချောက်ချသွားပြီးရေချိုးကန်းထောင်မှာကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုကိုထင်းရောက်တယ်မှမြင်အောင်လာခဲ့တယ်။အက်ဒရယ်ဟာရိုင်းလီကို ပြောပြပြီးသူ့ရဲ့ DNA နဲ့ကိုက်ညီတဲ့သူကိုဆက်သွယ်ခဲ့တယ်။အက်ဒရယ်ဟာအမှန်တရားကိုသိလာခဲ့ပါတယ်။သူ့မှာမန်နျူရယ်လို့ခေါ်တဲ့အမွှာညီကိုတယောက်ရှိပြီးသူ့ရဲ့မိခင်က သားနှစ်ယောက်တည်းကတယောက်ကိုကလေးဘဝမှာကိုးခံခဲ့ရကြောင်းအမြဲပြောပြခဲ့လို့အဒရယ်ဟာပျောက်ဆုံးသွားတဲ့သားဖြစ်ကြောင်းကိုတန်တရားရှိစရာမလိုတော့ပါဘူး။မန်နီယယ်နဲ့မိခင်တို့ဟာပေါ်တူဂီကတိုက်ရင်ကြီးမှာပဲနေထိုင်ဆဲဖြစ်ပါတယ်။မိသားစုနဲ့ပြန်လည်ဆုံစည်းဖို့စိတ်ပိုင်းဖျက်ထားတဲ့အဒရယ်ကတော့တွားရောက်ဖို့ဆုံးဖြတ်ခဲ့ပြီးရန်လီကလည်းမဖြစ်မနေလိုက်ပါခဲ့ပါတယ်။ ယူယောက်ကနေပေါ်တူဂီမြောက်ပိုင်းကိုသူတို့နှုတ်ခီးထွက်ခဲ့ကြတယ်။အဲဒီဒေသဟာရင်သက်ရှုမောပွဲလှပပြီးငင်းချမ်းတော်လဲတခုခုကတော့စိတ်မသက်သာစရာကောင်းနေပါတယ်။ GPS စနစ်ကအလုံးမလုံးတော့တဲ့အခါမှာလမ်းဘေးမှာဟင်းသီးဟင်းပြဲရောင်းနေတဲ့တက်ကြီးလင်မယားထံကိုမေးမြန်းမှုသူတို့ကားရက်လိုက်ကြတယ်။အဖွားကြီးကိုတိုက်ရင်ပုံပြပြီးမေးမြန်းလိုက်တဲ့အခါမှာတော့သူတို့ဟာချက်ချင်းထိတ်လန့်သွားပြီးရန်ဒီတို့ကိုမောင်းထုတ်တော့တာပဲ။ အဲ့ဒီဖြစ်ပြကြောင်သူတို့စိတ်ထဲရှုပ်ထွေးသွားပေမဲ့အချိန်မရတော့တဲ့အတွက်ခရီးကိုဆက်ခဲ့ပြီးနောက်ဆုံးမှတိုက်ရင်ကြီးစီကိုရောက်ရှိလာခဲ့တယ်။တိုက်ရင်ကိုရောက်တဲ့အခါမှာတော့အက်ဒရက်နဲ့အမွန်ကြီးကိုလို့ပြောစရာမလိုတော့အောင်တပုံစံနဲ့တူညီနေတဲ့မန်နျူရယ်ကသူတို့ကိုနှွေးတွေးစွာကြိုးစိုးနေခဲ့ပါတယ်။မန်နျူရယ်ကဝမ်းသာအားရကြိုးစိုးပြီးအိမ်ထဲကိုဖိတ်ခေါ်ခဲ့တယ်။အိမ်ကြီးဟာကျဲဝန်းခမ်းနားပြီးတန်မိုးကြီးအမှုပညာပစ္စည်းတွေနဲ့ပြည့်ညက်နေခဲ့တယ်။ မန်နူရယ်ကကြည်ကျခံထားတဲ့သူတို့အဖွားရဲ့ပုံတူပကြီးကောင်ကိုပြသတယ်။မန်နူရယ်ကအမေနေမကောင်းတဲ့အတွက်သူတို့နဲ့တွေ့ဖို့အဆင်သင့်မဖြစ်သေးကြောင်းရှင်းပြခဲ့တယ်။အဲ့ဒီညမှာပဲအက်ဒရက်ဟာအိမ်မက်တစ်ခုကိုမှတ်နေခဲ့တယ်။သူဟာအရာထဲမှာဘေးဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါရန်လီနေရာမှာငယ်ရွယ်တဲ့မိခင်ရဲ့မျက်နှာကိုမြင်လိုက်ရလို့သူလန့်ပြီးနိုးသွားတယ်။သူလန့်နိုးလာတော့မန်နူရယ်ကအနားမှာရှိနေပြီးအမေနဲ့တွေ့လို့ရပြီလို့ပြောလိုက်တယ်။ မိခင်အမလီယာကိုမြင်တွေ့လိုက်တဲ့အခါမှာအက်ဒရီယာစိတ်ထဲမှာထိတ်လန့်တုန်လှုပ်သွားတယ်။အမလီယာရဲ့မျက်နှာဟာခွဲစိတ်ဒဏ်ရာတွေနဲ့ထူးဆန်းပြီးပုံပြပန်းပြဖြစ်နေခဲ့တယ်။သို့တော်လည်းအက်ဒရီယာဟာမိခင်ပေါ်ချစ်တဲ့စိတ်နဲ့သူမကိုပြေးဖန်လိုက်တယ်။အမလီယာကိုယ်တိုင်ကလည်းပျောက်ဆုံးနေတဲ့သားကိုပြန်လည်ရရှိတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့တာပေါ့။နောက်နေ့မနက်မှာအက်ဒရက်ကရန်လီကိုအမေနဲ့ညာတွေ့ကြရတယ်လို့ပြောတယ်။အမေရဲ့မျက်နှာကတော့ကွဲစိတ်ထားတဲ့ဒဏ်ရာတွေနဲ့ ြည်ရဆိုးနေတယ်လို့ပြောခဲ့တယ်။အဲ့ဒီမနေ့မှရိုင်းလီကအမန်နျူရဲ့ငှက်လေးတွေကိုပုံညာဆွဲနေတဲ့အချိန်မှာအမလီယာရောက်လာပြီးစကားပြောခဲ့တယ်။စကားတွေပြောကြရင်လည်းအမလီယာဟာအမေရိကမှာတချိန်ကနေပြုခဲ့ကြောင်းရိုင်းလီသိခဲ့ရတယ်။အမလီယာကရိုင်းလီနှကန်းတွေကိုလှတယ်လို့ချီချူးစကားပြောပေမဲ့ရိုင်းလီအတွက်တော့အဲ့ဒီစကားဟာထူးဆန်းပြီးစိတ်မသက်မသာဖြစ်စေခဲ့တယ်။ အဲ့ဒီညမှာရန်ဒီကအပေါ်ပါထသွားရင်အမီလီယာနဲ့မနူရယ်တို့အခန်းထဲမှာအတူရှိပြီးစကားပြောနေကြတာကိုဖုန်းနဲ့ translate လုပ်ပြီးခိုးယူနားထောင်ရင်းတာသမီယူခြင်းအကြောင်းတွေကိုပြောဆိုနေတာကိုသိလိုက်ရတယ်။သူမအဲ့ဒီအကြောင်းကို address ကိုဖွင့်ပြောလိုက်ပေမဲ့ address ကသဘောမပေါက်နားမလည်ခဲ့ပါဘူး။နောက်နေ့မနက်မှာရန်ဒီကယောဂကျင့်နေတော့အမီလီယာက ပြုံးစီစီနဲ့ခိုးကြည့်နေပါတယ်။ အဲ့ဒီနေ့နေ့လယ်ပိုင်းမှာအမလီယာဟာရှေ့နေလေးကိုခေါ်ပြီးသူမရဲ့ဒေါ်လာ65သန်းခန့်ရှိတဲ့ပန်းဆိုင်မှုရဲ့ထက်ဝက်ကျော်ကိုသူမမရှိတဲ့အခါမှာအဲ့အတွက်ကိုလွှဲပြောင်းပေးလိုက်ပါတယ်။အမွေစက္ကန့်မှုစာချုပ်အပေါ်မှာအဲ့အတွက်ကိုလက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။အဲ့ဒီမှာစိတ်မချမ်းမြေ့စရာကောင်းတာတစ်ခုကတော့အမလီယာဟာအဲ့အတွက်ကိုသူမရဲ့တားအဖြစ်မဟုတ်ဘဲနဲ့သူမရဲ့ခြေထုအစ်စ်လိုအတိတ်ပဲတယောက်တဲ့ပုံစံမျိုးနဲ့ရှေ့နေလေးကိုမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဆောင်ရွက်စာတမ်းမှာလက်မှတ်ရေးထိုးပြီးတဲ့အခါမှာတော့အမ်မလီယာကအက်ဒရက်ကိုမှုေပေးတဲ့ကိစ္စအကြောင်းကိုရန်ဒီကိုတော့မပြောဘူးသတိပေးခဲ့ပါတယ်။မိခင်ကိုစိတ်ချမ်းသာစေခြင်းနဲ့အက်ဒရက်ကရန်ဒီကိုမပြောဘူးသဘောတူခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရန်ဒီကသူမရဲ့တငယ်ချင်းချေးကိုဖုံးခေါ်ပြီးအင်ဂျီယာထူးဆန်းတဲ့ခံစားချက်ရရှိတဲ့အကြောင်းထိုအင်ဂျီဟာနေအိမ်တဲ့ပြားရိတ်တစ်ခုနဲ့ပူတူတယ်လို့ထင်မြင်တဲ့အကြောင်းကိုပြောပြနေခဲ့ပါတယ်။ ။ဟိုဒီဒီရောက်ကြည့်ရင်လည်း Randy ဟာမိသားစုဓာတ်ပုံဟောင်းနေထည့်ထားတဲ့တစ်တာသလုံးကိုတွေ့ရှိခဲ့ပါတယ်။အဲဒီဓာတ်ပုံတွေဟာစိတ်မချမ်းသာစရာကောင်းပြီးတနည်းအားဖြင့်ပုံမှန်မဟုတ်သူလို့ခံစားရပါတယ်။အဲဒီညမှာ Randy ကအိမ်မက်ဆိုးတစ်ခုမှတ်နေပါတယ်။အိမ်မက်ထဲမှာမြင်တွေ့ရတဲ့မိမတယောက်နောက်ကို Randy လိုက်သွားပါတယ်။ခန်းတစ်ခုတည်းကိုရောက်သွားတဲ့အခါမှာအဲ့ဒီမိမသူ့ရဲ့လက်ကိုရုတ်တရက်ဖမ်းကင်လိုက်လို့သူဟာလန့်လို့သွားပါတယ် ကလေးချင်းရင်းကိုကြည်လိုက်တဲ့အခါမှာအမလီယာဟာသူမရဲ့ခီးဆောင်အိတ်ကိုဖွင့်ပြီးအတွင်းငံတွေကိုတေချာစစ်စစ်ကြီးရှုနေတာကိုမြင်လိုက်ရပါတယ်။မနှမိုးလင်းပြီးနိုးလာတဲ့ရိုင်းလီဟာသူမရဲ့ခီးဆောင်အိတ်ကအမှန်တကယ်ပွင့်နေတာကိုတွေ့လိုက်ရတဲ့အခါမှာသူ့ရဲ့တန်တရားစိတ်ကပိုပြီးကြီးထွားလာခဲ့ပါတယ်။အဲဒီမနှမရိုင်းလီဟာလမ်းဆောက်ထွက်ရင်းသူမရဲ့တငယ်ချင်းကိုထပ်ပြီးတော့ဖုန်းခေါ်ပြီးတိုင်ပင်ခဲ့ပါတယ်။ဒီမိသားစုနဲ့ပတ်သက်ပြီးတစုံတစ်ခုတော့မှားယွင်းနေကြောင်းသူမဆက်နေဖို့ရည်ရွယ်ချက်လုံးဝမရှိကြောင်းပြောခဲ့ပါတယ်။ သူမရဲ့တငယ်ချင်းကအဒရက်နဲ့ပုံဝင်နေနေပြောဆိုတိုင်းမင်းမို့အကြံပေးခဲ့ပါတယ်။ရန်လီကိုလိုက်စားနေတဲ့အဒရက်ဟာခြံထဲကအဆောက်အဦငယ်တစ်ခုကိုသတိပြုမိလိုက်တယ်။အဲဒီချိန်မှာတကားဟာသူ့လိုလိုပွင့်လာပြီးအထဲကကလေးတဦးရဲ့ငိုတဲ့တက်တဲ့လိုမျိုးကြားလိုက်ရတယ်။စူဇန်လိုစိမ့်နဲ့အထဲကိုဝင်သွားတဲ့အဒရက်ဟာလူတယောက်ကိုတန်ချိုးနဲ့ချီနှောင်ထားတာကိုတွေ့လိုက်ရတယ်။အကြောက်လန့်တစားဖြစ်သွားတဲ့အဒရက်ဟာမျက်လုံးတွေကိုရှောင်ပြီးတော့မှိတ်ပြလိုက်တယ်။ပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အဲဒီလူကမရှိတော့ပါဘူး။ ကြောက်ရွံ့နေတဲ့အဒရဟာသူမြင်ခဲ့ရတာကိုမန်နျူရယ်ကိုပြောပြလိုက်တယ်။ထူးဆန်းစွာပဲမန်နျူရယ်ကဒါဟာတာမန်ဖြစ်ရောဖြစ်စဉ်ပဲဖြစ်ကြောင်းပြောပြတယ်။သူကိုယ်တိုင်လည်းဒီလိုထင်ရောက်ထင်မှမြင်ငွင်းတွေကိုမကြာခဏမြင်ရကြောင်းဒါတွေကိုထိန်းချုပ်တတ်ဖို့သာလိုကြောင်းပြောပြပါတယ်။အခုအညီပေးမဲ့ဟန်နဲ့မန်နျူရယ်ဟာအက်ဒရက်တောင်းမဲ့လက်ပည့်ရည်တွေကိုတစုံတရာထဲလိုက်ပြီးမျက်လုံးတွေမိတာပို့ပြောခဲ့တယ်။ ရုတ်တရက်ဆိုလိုပဲမန်နျူရရဲ့မျက်လုံးတွေဟာဖြူပွေးသွားပြီးအက်ဒရက်ရဲ့စိတ်ထဲမှာအနှောက်ယှက်ပြစ်စရာမြင်ဝင်းတွေကိုမြင်နေလိုက်ရတယ်။မျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာမန်လီကိုမြင်လိုက်ရပြီးချက်ချင်းပဲမန်နျူရဲ့ဖြစ်ကိုပြန်ပြောင်းသွားတယ်။အဲ့ဒီအရာတွေဟာထင်းရောင်ထင်းမားတွေသာဖြစ်ပြီးအက်ဒရက်ထိတ်လန့်သွားတဲ့အချိန်မှာမန်နျူရကရဲမောကသူတို့နှုတ်မှာထူးခြားတဲ့ဆွမ်းအားတစ်မျိုးရှိကြောင်းကြောက်စရာမလိုကြောင်းပြောပြခဲ့တယ်။ ရိုင်းလီပြန်ရောက်လာတဲ့အခါမှာဒီမိသားစုဟာထူဆန်းပြီးအက်ဒရက်ရဲ့မိသားစုအရင်ဖြစ်လာမှာမဟုတ်ကြောင်းဒီနေရာနေအမြန်ဆုံးပြန်ကြဖို့အက်ဒရက်ကိုတိုက်တွန်းခဲ့တယ်။အက်ဒရက်ကစိတ်ဆိုးပြီးရိုင်းလီကိုဆဲလိုက်တဲ့အခါမှာရိုင်းလီစိတ်ထိခိုက်သွားတယ်။အက်ဒရက်မပြန်ရင်လည်းသူမတယောက်တည်းနောက်တစ်နေ့မှပြန်သွားမယ်ဆိုပြီးရိုင်းလီကပြောလိုက်တယ်။နောက်တနေ့မှာရန်လီကတငယ်ချင်းဖြစ်သူကိုထပ်မံဖုန်းခေါ်ပြီးအက်ဒရက်ဟာသူမပြောသမျှတွေကိုနားမယောင်တော့ကြောင်းကိုပြောပြနေခဲ့တယ်။ ရိုင်းလီဟာလမ်းလျှောက်လာရင်ဟင်ဒီဟင်ရွက်ရောက်တဲ့အမျိုးသမီးကြီးနဲ့ပြန်တွေ့ခဲ့တယ်။အမျိုးသမီးကြီးရဲ့နာမည်ကတော့ဘီယဲရာပါ။ဘီယဲရာကရိုင်းလီကိုသူမရဲ့အိမ်ကိုခေါ်သွားပြီးမိသားစုဓာတ်ပုံဟောင်းတွေကိုထုတ်ပြလိုက်တယ်။အဲဒီဓာတ်ပုံထဲမှာအက်ဒရန်နဲ့မန်နျူရယ်တို့နဲ့ဓာတ်ပုံစံနဲ့တူညီတဲ့အမျိုးသားတအုပ်ကိုတွေ့လိုက်ရတယ်။ အဲဒီမျိုးသားဟာအမလီယာရဲ့ယောက်ျားဖြစ်သူအာသာဖြစ်ပြီးဘေးရမျိုးသမီးကတော့ဘီယဲရာရဲ့သမီးဖြစ်ကြောင်းပြောပြလိုက်တယ်။သူတို့နှစ်ဦးကချစ်ကြိုက်ခဲ့ပြီးဘီယဲရာရဲ့သမီးကအမလီယာဟာဆုံးမတော်ဦးဖြစ်ပြီးအောက်လန်းကြီးပညာနဲ့သူမကိုသူမတက်တေရှည်ပြီးနုပြုံနေအောင်ထိန်းသိမ်းထားကြောင်းပြောပြခဲ့တယ်။ဘီယဲရာရဲ့သမီးဖြစ်သူပြောပြချက်အရဆိုရင် အမလီယာဟာကြောက်မက်ဖွယ်ထုံးတမ်းတစ်ခုကိုကျင့်သုံးခဲ့ပဲ။ အဲ့ဒီထုံနှန်းကတော့သူမဟာသူမရဲ့သားရင်းနေနဲ့လင်းဆက်ဆံပြီးကိုဝင်ဆောင်တဲ့နီလန်ဖြစ်ပါတယ်။သားယောက်ျားလေးတွေကိုသာပြုစုပျိုးထောင်ပြီးတမိမွေးလာရင်တော့သူမဟာတက်ပစ်ခဲ့ပါတယ်။ဒီလိုမျိုးသွေးသားရင်းချဆက်နွယ်မှုဆက်ဝန်းကိုလက်ပတ်စေခြင်းဖြင့်အမလီယာဟာမိမိကိုယ်ကိုနှုတ်ပြိုစေပြီးမတည်နိုင်တဲ့အခြေအနေကိုထိန်းသိမ်းထားတာပါ။ဗီယဲရာကအာတာကိုယ်တိုင်နဲ့အမလီယာရဲ့တားဖြစ်ပြီးအဲ့ဒီထိန်ချုပ်မှုစံဝန်တွေကိုရောက်ကြည့်ခဲ့ကြအောင်ပြောပြခဲ့တယ်။ တချိန်ကအာသာနဲ့ဗီယဲရာရဲ့သမီးတို့ဟာအဲ့ဒီထုံနှန်းစင်လာကိုဖျက်တော့ဖို့အမလီယာရဲ့ကလေးတွေကိုခေါ်ဆောင်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့သူတို့နှုတ်စုံပြန်ရောက်မလာတော့ကြောင့်ဗီယဲရာကပြောပြခဲ့တယ်။ရန်လီဟာညမိုးချုံမှာတိုက်ရင်ကြီးကိုပြန်ရောက်လာခဲ့တယ်။သူမမြင်လိုက်ရတာကတော့အဒရက်ဟာအမလီယာမန်နူရယ်တို့နဲ့အတူပျော်ရွှင်စွာကောက်ခုံနေတာကိုမြင်လိုက်ရတယ်။အဒရက်ကရန်လီကိုဝင်ကပ်ဖို့ဖိတ်ခေါ်ပေမဲ့ရန်လီဟာစိတ်မသက်မသာဖြစ်နေခဲ့ပါတယ်။ ရန်လီဟာအက်ဒရက်ကိုသူမနဲ့အတူပြန်လိုက်ဖို့အပြင်းထန်ထပ်ပြောတယ်။ဒါကိုမြင်လိုက်ရတဲ့အမလီယာဟာရုတ်တရက်ငိုယိုပြီးရန်လီကိုသူမရဲ့သားတွေနဲ့ခွဲဖို့ကြိုးစားနေတာလို့ဆွဆွဲလိုက်တယ်။ရန်လီဟာတုံ့ပြန်ခြင်းမရှိဘဲနဲ့တိတ်တူပြီးအပြင်ကိုထွက်သွားတယ်။ကားမောင်းထွက်သွားဖို့ကားစီကိုသွားပေမဲ့မန်နျူရယ်ကသူ့ရဲ့ကားနဲ့ပိတ်ထားတာကိုမြင်လိုက်ရတယ်။အမှန်တရားကိုအက်ဒရက်သိလာအောင်ရန်လီဟာဘီယဲရာစီကိုအက်ဒရက်ကိုခေါ်သွားခဲ့တယ်။သူတို့ရောက်တဲ့အခါမှာဘီယဲရာအိမ်မှာဘယ်သူမှမရှိပါဘူး။ ရန်လီဟာပရင်ပေါက်ကနေအိမ်ထဲကိုခိုးဝင်ပြီးအိမ်ထဲကအာတာတို့ရဲ့ဓာတ်ပုံကိုယူပြလိုက်တယ်။ဒါပေမဲ့အက်ဒရက်ကသူမရဲ့စကားတွေကိုမယုံပါဘူး။စိတ်ပြက်သွားတဲ့ရန်လီဟာသူမတယောက်တည်းထွက်ခွာဖို့ဆုံးဖြတ်လိုက်တယ်။ရန်လီဟာပိတ်ထားတဲ့ကားကိုဖယ်ပေးဖို့မန်နူရယ်ကိုပြောလိုက်တယ်။မန်နူရယ်ကရွှေ့ပေးပြီလို့ပြောလိုက်တော့ရန်လီလည်းပစ္စည်းတွေကိုထိုးပို့ပြီးကားစီကိုထွက်သွားတယ်။ထွက်မသွားခင်မှာရန်လီဟာသူမဟာအက်ဒရက်ကိုကားထဲမှာစောင့်နေမယ်လို့ပြောလိုက်တယ်။ ရန်နီထွက်သွားတာနဲ့မန်နူရယ်ကအက်ဒရက်ကိုအမေနဲ့တွေ့ဖို့ပြောလိုက်တယ်။အက်ဒရက်ဟာအမလီယာစီကိုသွားတဲ့အခါမှာအမလီယာကလက်ဖက်ရည်ကွယ်နဲ့စောင့်နေတာကိုတွေ့လိုက်ရတယ်။အဲဒီလက်ဖက်ရည်ထဲမှာတော့ဆေးတွေခတ်ထားပြီးသားဖြစ်ပါတယ်။ဘာမှမသိတဲ့အက်ဒရက်ကတော့ယူတောင်းလိုက်တာပေါ့။အမလီယာကတော့ကျေနပ်တဲ့ပြုံးနဲ့ပြုံးနေခဲ့တယ်။ကားထဲရောက်နေတဲ့ရန်နီကဖုန်းကိုဖွင့်လိုက်တဲ့အခါမှာမျိုးရိုးဗီဇစစ်ဆေးတဲ့အေဂျင်စီကနေမက်ဆေ့တစ်ခုကိုရလိုက်တယ်။ အဲ့ဒီ message ကတော့ address ရဲ့ DNA မှာသွေးသားယဉ်ကျေးဆက်နွယ်မှုလက္ခဏာတွေထင်ရှားစွာရှိနေကြောင်းပြောပြတဲ့ message ဖြစ်ပါတယ်။ထိလန့်သွားတဲ့ Riley ဟာ address ကိုသွားခေါ်ဖို့ကားကိုယ်တော်ကထွက်ဖို့ကြိုးစားတယ်။အမောင်ထဲမှာ Bierra ရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုမမျှော်လင့်မဲ့တွေးရှိလိုက်ရတယ်။သူမထိတ်လန့်ပြီးဘာလို့လို့ဘာကရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲမန်ယူရဲ့ခြေတံကိုကြားလိုက်ရတယ်။ရန်လီကတွေ့ရကော်ပြားတစ်ချောင်းကိုဆွဲယူပြီးအမောင်ထဲမှာပုံနေလိုက်တယ်။ မန်နူရယ်အနားရောက်လာတော့ရန်လီက ကော်ပြားနဲ့ရိုက်ချလိုက်တယ်။မန်နူရယ်ကကော်ပြားကိုလူယူလွှပစ်ပြီးလက်ဘင်းကိုညှစ်ပြီးတတ်ဖို့ကြိုးစားတယ်။မောင်မဲထဲမှာပဲရန်လီဟာတူတချောင်းကိုလက်နဲ့ဆမ်းမိပြီးမန်နူရယ်ရဲ့ခြေထောက်ကိုရိုက်ချလိုက်တယ်။မန်နူရယ်လဲကျသွားတာနဲ့ရန်လီလည်းတကားတကူကနေထွက်ပြေးလွမြောက်သွားတယ်။တစ်ချိန်တည်းမှာပဲစိတ်ခက်ခံလိုက်ရတဲ့အက်ဒရက်ဟာသူ့ရဲ့အခန်းကိုပြန်လာတဲ့အခါမှာစေးတံကြောင့်အားနည်းပြီးမူးဝေထိုင်မှန်းနေပါတယ်။ အဲ့ဒီချိန်မှာရန်လီရောက်လာပြီးသူ့ကိုနှစ်သိမ့်ပေးနေပါတယ်။ဒါပေမဲ့တကယ်တော့ရန်လီအစ်စ်မန်မဟုတ်ပဲအမလီယာဟာမော့ပညာကိုအသုံးပြုပြီးရန်လီဟန်ဆောင်ထားတာဖြစ်ပါတယ်။မန်နီဗယ်စီကထွက်ပြေးနေရတဲ့ရန်လီဟာအင်ဂျီနဲ့ဂိုဒေါင်ကိုဆက်သွယ်ထားတဲ့လျှို့ဝှက်လမ်းကြောင်းထဲမှာရောက်နေပါတယ်။အဲ့ဒီမြောက်လန်းထဲမှာရိုင်းလီဟာတန်ကျိုးချီခံထားရတဲ့သူကိုတွေ့လက်ရပါတယ်။သူကတော့နှစ်ပေါင်းများစွာတန်ကျိုးချီခံထားရပြီးနှိမ့်ဆက်ခံနေရတဲ့အာသာဖြစ်ပါတယ်။ အသက်ရှင်ရုံများသာရှိတော့တဲ့အာသာကရန်ဒီကိုကူညီပေးပါလို့တောင်းပန်ခဲ့တယ်။ရန်ဒီယာတိုက်ရင်တဲ့ကိုပြန်ကိုဝင်သွားပြီးအဒရန်နဲ့အတူဆက်ဆံနေတဲ့အမလီယာကိုမြင်လိုက်ရတဲ့အခါမှာအလွန်မင်းထိတ်လန့်သွားခဲ့တယ်။အဒရန်ဟာဆေးတံကြောင့်တရီလေးလူနေပါဖြစ်နေပြီးအမလီယာကအဒရန်ရဲ့အားနည်းနေတဲ့အခြေအနေကိုအုံချတာဖြစ်ပါတယ်။ရန်ဒီယာအရန်ကြောက်လန့်ပြီးစိတ်ပြက်ဝမ်းနေခြင်းတွေကိုလည်းခံစားလိုက်ရတယ်။ အမလီယာထွက်သွားတာနဲ့တပြိုင်နက်ရန်လီဟာအက်ဒရက်ကိုရအောင်နှိုးပြီးကားစီကို တွဲခေါ်ဖို့ကြိုးစားတယ်။သူတို့နှစ်ယောက်အင်ရောက်ကိုမရောက်ခင်မှာပဲမန်နူရယ်ကလိုက်လာတာမြင်လိုက်ရလို့ရန်လီယာပုန်းနေပြီးအနားရောက်လာတဲ့မန်နူရယ်ကိုတူနှဲရိုက်ချလိုက်တဲ့အခါမှာမန်နူရယ်ကဒီကားပေါ်ကပြုတ်ကျသွားတယ်။မန်နူရယ်ပြုတ်ကျသွားတော့ရန်လီကအက်ဒရက်ကိုဆွဲခေါ်ပြီးအင်ရောက်ကိုဆင်းခဲ့တယ်။ အမလီယာရောက်ရှိလာပြီးအောက်ထပ်ကိုပြုတ်ကျနေတဲ့မန်နွေလ်ကိုမြင်လိုက်တဲ့အခါမှာထိတ်လန့်တကြအော်ဟစ်လိုက်တော့ရန်လီနဲ့အက်ဒရက်လည်းဒီကားပေါ်ကနေပြုတ်ကျသွားခဲ့တယ်။ရန်လီဟာအက်ဒရက်ကိုတကားဝစီကိုဆွဲခေါ်သွားတဲ့အချိန်မှာမနေ့ကထီအားနဲ့နေတဲ့အမလီယာဟာမယုံနိုင်ကြခွန်အားနဲ့ဓာတ်တချောင်းနဲ့ရန်လီစီကိုပြေးဝင်ပြီးတတ်တော့တယ်။ရန်လီတေလူနီပါဖြစ်နေတဲ့အချိန်မှာရန်လီကူညီလိုက်လို့လွတ်မြောက်လာတဲ့အာတာဟာအမလီယာကိုအတင်းဆွဲထုတ်ထားလိုက်တော့ရန်လီထွက်ပြေးဖို့အခွင့်ရရခဲ့တယ် ရန်လီဟာသတိမရတဆက်ရတဆက်ဖြစ်နေတဲ့အက်ဒရက်ကိုအာဂုံဆွဲခေါ်ပြီးကားစီကိုရောက်ရှိသွားတဲ့အခါမှာအဲ့ဒီနေရာကနေအပြည့်အပိုင်မောက်ထွက်သွားတော့တယ်။အင်ဂျီထဲမှာတော့အမ်လီယာဟာသူ့ကိုမလွတ်တဲ့အာသာကိုဓာတ်နဲ့အကြိမ်ကြိမ်ထိုးနေခဲ့တော့တယ်။ရန်လီနဲ့အက်ဒရက်တို့အသက်ရှင်ဖို့အတွက်အာသာဟာသူ့ရဲ့အသက်ကိုစည်လဲရတယ်။နောက်ဆုံးမှာတော့အမ်လီယာဟာတဖန်မှုပြိုတဲ့ပုံစံနဲ့မွေးကင်းစာသားငယ်တအူးကိုပွေ့ချီထားပြီးမန်နျူရယ်နဲ့အတူကားကုန်နေတာကိုတွေ့လဲရတယ်။ ူမရဲ့ထုံတန်းစင်လာကျင့်စဉ်ကအောင်မြင်သွားတာဖြစ်ပါတယ်။မန်နူရဲဟာကလေးမရနိုင်တဲ့အခြေအနေမှာရှိပြီးအာသာကလည်းအသက်ကြီးရင်လာတဲ့အခါမှာသူမဟာအားနေပြီးအိုမင်းရင်ညော်လာတာဖြစ်ပါတယ်။အဲဒီအချိန်မှာအက်ဒရက်ကိုပြန်လဲတွေးရှိလို့အက်ဒရက်ကိုအသုံးချနိုင်ခဲ့တဲ့အတွက်သူမဟာတဖန်မှုပြိုပြီးအားအင်းနေခွန်အားတွေကိုပြန်လဲရရှိလာခဲ့တာဖြစ်ပါတယ်။မိခင်ကိုတွေ့လို့ဇော်နဲ့လိုက်စားခဲ့တဲ့အဒရဟာသူမရဲ့တားကောင်ဘွားကိုရောက်ရှိသွားခဲ့တာပါ။ ဇလန်းလေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီ။နောက်ကိုလည်းဒီလိုကြည့်လို့ကောင်းတဲ့ဇလန်းလေးတွေကိုတင်ဆက်သွားအောင်မှာမို့ Movie Bang Chi Chi Channel လေးကိုလိုက်ရန် Subscribe လေးလုပ်ခဲ့ကြပါအောင်နော်။ See you